အဝိဇ္ဇာကိုဖယ်ရှားနိုင်ခြင်းအကျိုးရတယ်သူအမှမသိပဲနဲ့မှားနေတာဟာဒါလေးကသိကောင်းတဲ့စိတ်ပဲဒါလေးကသိကောင်းတဲ့ကြောက်ဖယ်လို့တံခိုးကြီးချီးတယ်လို့ထင်းလာတဲ့ဟာ အပြစ်တွေ့လိုက်တဲ့အခါနဲ့တံခိုးကရောချသွားအဲ့ဒါလိုပဲအဝိဇ္ဇာဆိုတဲ့အမှမသိမှုကိုဝိပဿနာတရား တို့ဘွားအထုတ်လိုက်လို့ရှိရင်အဲ့ဒါပျောက်သွားတယ်။အာအဲ့လိုပျောက်သွားတာဟာဘာကြောင့်လဲဆိုပညာ၄အတိပညာ၄ကိုရင်းနှီးမှရောက်လာလို့ပဲ။အမှန်တရားကိုသိတဲ့ပညာရောက်လာတယ်။မှန်တရားကိုသိတဲ့ပညာရောက်လာလို့ရှိရင်အဝိဇ္ဇာဆိုတဲ့မသိမှုတွေးဝေမှုအကောင်းထင်မှုဆိုတာတွေကရောကြသွားတယ်လို့။အဲ့တော့ဘာဝနာလုပ်ငန်းမှာ တမထဘာဝနာကိုပွားခြင်းဖြင့်ရာဂကိုထိန်းချုပ်နိုင်တယ်။ဝိပဿနာဘာဝနာကိုပွားခြင်းဖြင့်အဝိဆာကိုထိန်းချုပ်နိုင်တယ်။ဒီနှစ်ခုပဲနော်။ရာဂကိုထိန်းချုပ်ခြင်းနဲ့အဝိဆာကိုထိန်းချုပ်ခြင်းဒီတစ်ခုထိန်းချုပ်လိုက်တာနဲ့မတိရာရဲ့တွေ့တာရဲ့ဒီနှစ်ခုဟာရှင်းသွားတယ် လူတွေရဲ့တဏ္ဍာမှာဒုက္ခပေးနေတာတရားရည်ရဲ့တဏ္ဍာမှာဒုက္ခပေးနေတာတွေ့တာမှုနဲ့အမှန်မသိမှုပဲ တွေ့တာမှုကိုတဏှာလို့လည်းခေါ်တယ်အမှန်မသိမှုကိုအဝိဇ္ဇာလို့ခေါ်တယ်ပရိစ္ဆေသမုပ္ပါလည်သွားတာပဲကြည့်လိုက်ပထမမှာအဝိဇ္ဇာဆိုတဲ့အမှန်မသိမှုကစလာပြီးတော့နောက်ပိုင်းကျတော့တဏှာနဲ့တွားပြန်တယ်အဲ့ဒါကိုဝိယမူလဆိုပြီးတော့ အဝိဇ္ဇာမှာမူလနှစ်ဖြာဆိုပြီးပြောတယ်ပြောတယ်နော်တန်တရားလဲနေတာသူတို့နှစ်ခုကြောင့်လဲနေတာအမမတိမှုရဲ့မမတိမှုခြင်းကြောင့်တွေ့တာမှုရဲ့အဲ့ဒီနှစ်ခုနဲ့မှားပြီးရင်မှားထပ်တလဲလဲမှားပြီးတော့အမတန်တရားကမထွက်နိုင်တာဒီနှစ်ခုပဲအဲ့ဒီနှစ်ခုထိ ंछ ုပ်တဲ့လုပ်ငန်းကိုသမထဘာဝနာဝိပဿနာဘာဝနာလို့ခေါ်တာ တပထဘာဝနာဖြင့်တွေ့တာမှုကိုထိန်းချုပ်လိုက်တယ်ဝိပဿနာဘာဝနာဖြင့်အမှန်မသိမှုကိုတို့ထိန်းချုပ်လိုက်တယ်ဆိုအဲ့ဒီခါမှာလူဟာလမ်းမမောရောက်သွားတယ်လမ်းမမောရောက်သွားတယ်ဒါကြောင့်မို့ဘာဝနာတရားကတော့ဘုရားတရားတော်တွေထဲမှာအမြင့်ဆုံးကုသိုလ်ဖြစ်တယ်ပေါ့အမြင့်ဆုံးကုသိုလ်ဖြစ်တယ်ကဲဟုတ်ပြီအဲ့ဒီအမြင့်ဆုံးကုသိုလ်ကို ลูกดอกเบสวยลูกบอกลูกนี้เจนยูเลี้ยวพี่ว่าเมสุรุษนี่แหละนัตัวเองเนี่ยกางเทพอย่งภาวนาลูกลูกเด็กขามาแต่ไม่อถ้ากะสามละวิปัตนาสามละเอริสาระนักขุศิร์ တမထကစပြီးတော့ဝိပဿနာကိုသွားတဲ့နေ့ရက်တနေ့ဝိပဿနာကစပြီးတော့တမထသွားတာကတနေ့လို့သူတို့နှစ်ခုတင်းနှစ်ပေါ့နော်တမထကစမယ်ဝိပဿနာကစမယ်ဒီနှစ်ခုဟာနှစ်ခုစလုံးလုပ်ရမှာပဲတမထကနေဝိပဿနာသွားမယ်သို့မဟုတ်ဝိပဿနာကနေတမထသွားမယ်အဲ့နှစ်ခုစလုံးလုပ်ရမှာ တချို့ဟောပြောနေတာလေးတွေရှိတယ်တမထမလုံးရဘူးလို့ဝိပဿနာပဲလုံးအောင်မလို့ဆိုတာအဲ့ဒါတွေကတချို့ဟာကြတော့စကားလုံးနေတာတွေဖြစ်တယ်နော်စကားလုံးနေတာတွေဖြစ်တယ်နားမရောက်မှုတို့တယ်အဲ့ဒါတမထရောဝိပဿနာရောတမထဆိုတာတမာတိကိုပြောတာဝိပဿနာဆိုတာပညာကိုပြောတာလောကမာရေးကြီးပဲအကုန်လုံးနော်တိဆောက်မာရေးကြီးပဲအကုန်လုံး တော့သွားတဲ့အခါမှာဘာဝနာလုပ်လုပ်တဲ့အခါမှာတမထာကစပြီးတော့ဝိပဿနာသွားမလားဝိပဿနာစပြီးတော့တမထာကိုသွားမလားလို့လမ်းတစ်သွဲရှိတယ်။နှစ်သွဲစလုံးပယ်လမ်းပဲဖြစ်ဖြစ်သွားလို့ရမယ်။သွားရမယ်။သို့တော့နောက်ဆုံးလမ်းတစ်ခုဟာပူပေါင်းသွားတာကြည့်ပဲကောင်းလို့လမ်းမှန်မဟုတ်ပဲလို့တယ်။ကဲအဲ့ဒီတော့ တမထကစပုံတမထကနေဝိပဿနာသွားပုံလေးကိုကြည့်ရအောင်ဘယ်လိုသွားမလဲလို့ဆိုပထမတဲ့ကိုယ်ရင်နဲ့နှလုံးထဲမှာဥပ္ပစာရတမာတိပဲဖြစ်စေအပ္ပနာတမာတိပဲဖြစ်စေစိတ်ကလေးငြိမ်အောင်အရင်လုံးလိုက်ပါအဲ့ဒါဘာနဲ့လုံးမလို့ဆိုရင်ခဏ ထွက်လေဝင်လေလေးပေါ်မှာပဲဖြစ်စီဒါလွယ်လို့ပြောတာပဲအာယုံပဲဖြစ်ဖြစ်ရပါတယ်နော်ထွက်လေဝင်လေလေးပေါ်မှာစိတ်ကိုစိုက်ထားလိုက်စိတ်ကိုစိုက်ထားလိုက်လို့ဘယ်တိုင်းတာထိအောင်ကိုထိနိုင်ပြီလေဘယ်တိုင်းတာထိကိုစိတ်လေးကငြိမ်သွားပါလေဆိုတော့ကြည့်ဆန်းဆင်းမရောက်သေးတာကိုဥပ္ပစာရသမားတွေလို့ခေါ်တယ်ဆန်းဆင်းရောက်သွားရင်အပ္ပနာသမားတွေလို့ခေါ်တယ် စံစင်ရောက်သွားရင်တော့သူကအပနာဆိုတာထဲ့ထားလိုက်သလိုငြိမ့်သွားတာဥမာမဲနိုင်ရန်တစ်ခုကိုစတစ်ကာလေးနဲ့ကတ်လိုက်တဲ့ဆိုရင်အဲ့နိုင်ရန်ကိုကတ်သွားတာအပနာဆိုတာအာယုနဲ့စိတ်အဲ့လိုကတ်သွားတာပြောတာ꽈မသွားတော့ပဲနဲ့အမြဲတမ်းဒီအာယုလေးပေါ်မှာစိတ်ဟာဝင်ရောက်တွေ့ကတ်သွားသလိုဖြစ်သွားတဲ့ဟာမျိုးအပနာအဲ့ဒီအစ်မရောက်ရင်လည်းပဲ ုတုံခွာတုံလေးပေါ့အာယုံပေါ်မှာစိတ်ကလေးကရောက်သွားလိုက်ပြန်လာလိုက်တိုးတော့ရောက်တဲ့အချိန်ကများတယ်ခွာတဲ့အချိန်ကနည်းတယ်ဆိုရင်ဒါဥစ္စာရသမားတွေအဆင်ပေါ့နော်ကိုထားတဲ့အာယုံလေးပေါ်မှာစိတ်ဟာအတော်အသင့်ကိုငြိမ်သွားပြီကိုလွတ်တဲ့နေရာကိုစိတ်လေးကငြိမ်သွားပြီဆိုရင်ဒါဥပ္ပစာရသမားတွေအဲ့ဒီဥပ္ပစာရသမားတွေအပ္ပနာသမားတွေကိုအရင်တီထောင်လိုက်တယ် တထောင်ပြီးတော့တမာရီလေးရလာပြီလို့ဆိုတာ ਨੇ အဲ့ဒီအာယုံကနေဆုတ်ခွာလိုက်တယ်ခန္ဓာကထွက်လေဝင်လေလေးရှုနေတဲ့ထက်လေဝင်လေပေါ်မှာစိတ်ကလေးငြိမ့်နေတယ်ဆိုရင်အဲ့ဒီပေါ်ကစိတ်ကိုဆုတ်ခွာလိုက်ပြီးတော့ထွက်လေဝင်လေလေးနဲ့အလုံးလုံးနေတဲ့စိတ်ကိုပြန်ကြည့်လိုက်တာနော်အာယုံကိုမကြည့်တော့ဘဲနဲ့ထွက်လေဝင်လေလေးနဲ့ လှုပ်ရှားနေတဲ့စိတ်ကလေးကိုပြန်ပြီးတော့ရှူတာအဲ့ဒါကျတော့ဝိပဿနာဖြစ်သွားရောသူကတမထကခုနထွက်လေဝင်လေးအာယုံပေါ်မှာကြည်တာကတမထထွက်လေဝင်လေးလေးပေါ်မှာဖြစ်နေတဲ့စိတ်အခြေအနေကိုပြန်ကြည့်တာကျတော့ဝိပဿနာလို့ဒီနားလေးတွေကပ်ပြီးပြောင်းလိုက်တာအဲ့တော့ထွက်လေဝင်လေးလေးပေါ်မှာဖြစ်နေတဲ့စိတ်အခြေအနေဆိုတာဘာရော ထွက်လေဝင်လေလေးရဲ့လှုပ်ရှားမှုလေးကိုတတိပြုနေတဲ့တတိလားသို့မဟုတ်ထွက်လေဝင်လေလေးပေါ်မှာစဉ်းစားနေတဲ့တွေးနေတဲ့အတွေးလားသို့မဟုတ်ထွက်လေဝင်လေလေးပေါ်မှာဟိုစိတ်နဲ့နေတဲ့ပိတိနဲ့ဒုက္ခလားထွက်လေဝင်လေလေးပေါ်မှာစိတ်ကလေးငြိမ်နေတဲ့အငြိမ်ကလေးကိုကြည့်မှလားဆိုအဲ့ဒါတွေကြတော့ နန္တရားလို့ခေါ်တယ်အဲ့ဒီနန္တရားကို ရှုလိုက်တယ်အဲ့ဒီစိတ်ကလေးတွေကိုရှုလိုက်တယ်ဒီတဲ့ထင်ရှားအောင်ပြောမယ်ဆိုရင်ကိုယ်အထွက်လေဝင်လေလေးကို ရှုနေတာစိတ်နဲ့ပဲရှုနေတာကိုတမာဒီထွက်လေဝင်လေလေးကိုအယုံပြုပြီးစိတ်နဲ့ရှုနေတဲ့အဲ့ဒီရှုနေတဲ့စိတ်ကလေးကိုကြည့်လိုက်လို့ရှင်ထွက်လေလေးပေါ်လိုက်ဒီစိတ်လေးကဝင်လာလိုက်ဝင်လေလေးပေါ်လာလိုက်ဒီစိတ်ကလေးကဝင်လာလိုက် ထွက်လေဝင်လေလေးပေါ်မှာစိတ်ကလေးကရောက်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 ပြီးတော့လာတယ်။ထိတာလေးကိုတီတီလာတယ်ဆိုရင်ဒါဖတ်တာပဲ။ဖတ်တဲ့သဘောလေးကိုကိုကြည့်လာလို့ရတယ်။ထွက်လေဝင်လေလေးကိုတီတီနေတယ်ဆိုတော့အတိလေးကိုကြည့်လိုက်လို့ရှင်ဒါစိတ်ပဲ။ဝိညာဉ်ပဲ။စိတ်ကလေးကတီတယ်။ထွက်လေဝင်လေလေးမှာရှူရတာညင်းတာတယ်ကောင်းတယ်လို့အတွေးလေးကို ကြည့်လိုက်မယ်ဆိုရင်ဒါဝေဒနာ။အဲ့တော့ ဖတ်တာကိုလည်းရှုလို့ရတယ်ဝေဒနာကိုလည်းရှုလို့ရတယ်ဒီစိတ်ကိုလည်းရှုလို့ရတယ်ဆိုတော့အဲ့ဒီဖတ်တာဝေဒနာစိတ်လို့ဆိုတဲ့အခြေအနေလေးတစ်ခုကိုသိလိုက်ပြီဆိုရင်ဒါဝိပဿနာပဲရောက်သွားပြီစိတ်ကိုရှုတာဝိပဿနာလက်လက်တလုံးကြားလေးတည်းမှာခုနတုန်းကထွက်လေဝင်လေပုံမှာထွက်လေဝင်လေဆိုတဲ့အာယုံပေါ်မှာဖြစ်နေတဲ့ စိတ်ကလေးကထွက်လေဝင်လေအာယုံကိုပဲကြည်နေလို့ရှိရင်သမထအဲ့ဒီထွက်လေဝင်နေဒီဘုံမှာဖြစ်နေတဲ့စိတ်ကိုနောက်စိတ်တစ်ခုနဲ့ပြန်ကြည့်လိုက်တဲ့အခါဝိပဿနာဖြစ်သွားတယ်အဲ့ဒီနောက်စိတ်တစ်ခုလိုအပ်တာပေါ့နော်ပြန်စဉ်းစားတာအဲ့တော့ပစ္စုပန်ပစ္စုပန်ဆိုစိတ်ဆိုတာကြတော့တဲ့တဲ့ပစ္စုပန်ကြီးဖြစ်လို့မရဘူးတော့စိတ်ဟာနှစ်ခုပြူးမဖြစ်ဘူးတစ်ခုတည်းပဲဖြစ်တယ်တော့ အဲ့တော့ရှေ့စိတ်ရှေ့ကဖြစ်သွားရင် နောက်ကလိုက်ကြည့်တာပဲအရေးကြီးတာနောက်ကလိုက်ကြည့်ဖို့ပဲအရေးကြီးတာရှေ့ကဖြစ်သွားတဲ့စိတ်တွေကိုနောက်ကနေလိုက်ကြည့်ကပ်ပြီးတော့ကြည့်နိုင်လေတမာရီစွာပညာစွာအကောင်းလေကတ်နိုင်လေပညာစွာတမာရီစွာအကောင်းလေပဲကျဲနေသေးလို့ရှိရင်တော့ခြားထဲမှာကိလေသာတွေဝင်လာတယ်ကျဲနေတယ်ဆိုတာအတော်လေးတတိယမှပြန်ပြီးတော့စဉ်းစားမိတယ်ဆိုရင်ဒီခြားထဲမှာဝင်သွားပြီသူကနော် အဲ့ဒါတွေမဝင်အောင်ကပ်ပြီးတော့သိနေအောင်စ조사ရမယ်စိတ်စွမ်းအမြင့်လာရင်ကပ်ပြီးတော့သိမယ်အဲ့တော့အချုပ်ကိုပြန်ပြောမယ်ဆိုရင်ထွက်လေဝင်လေကြည်နေတဲ့စိတ်ကလေးဖြစ်နေတာကတမထစိတ်အဲ့ဒီတမထစိတ်လေးကိုနောက်စိတ်တစ်ခုကနေပြီးတော့စိတ်ကလေးရလှုပ်ရှားနေတယ်သူ့အလုံးလုံးနေတာကိုပြန်ဆောင်ကြည့်တာကြတော့ဝိပဿနာလို့တမထနဲ့ဝိပဿနာအဲ့လိုဖြစ်သွားတယ်နော် အဲ့ဒါသမထကအရင်ဝိပဿနာကနောက်ဝိပဿနာပဲကုသွားပြီဆိုတဲ့အခါကျတော့အရှိန်ရလာတဲ့အခါဘာဖြစ်တုံဆိုရင်တမာဒိဋ္ဌိဆိုတဲ့စိတ်လေးရဲ့သဘာဝကိုသိမှုတမာသင်္ကပ္ပဆိုတဲ့အဲ့ဒီပုံမှာတွေးကြံနေမှုတမာဝါယမလို့ဆိုတဲ့ဆက်လက်ကြိုးပမ်းနေမှုတမာတတိဆိုတဲ့ အာယုံဆူဆိုင်မှုနဲ့တမသမာရီဆိုတဲ့စိတ်တည်ငြိမ်မှုဆိုတဲ့ဒီမက်ခင်ငါမျိုး ဖြစ်ပေါ်နေတဲ့အချိန်အဲ့ဒါကိုပုပ္ပပကမက်လို့ခေါ်တယ်သူတို့ငါဥဟာဟန်ချက်ညီညီနဲ့အလုံးလုံးလာဒီအာယုံပေါ်မှာဟန်ချက်ညီပြီးတော့တကယ်ကိုအစွမ်းထက်လာပြီဆိုတဲ့အခါကျတော့သူတို့ငါခုစလုံးဟာတစ်ခုစီအလုံးလုံးတော့တာမဟုတ်ဘဲနဲ့အလုံးပေါင်းပြီးတော့ တဆူတဲ့အလုံးလုံးသွားပြီဆိုလို့ရှိရင်တော့ဒါကလောကုတ္တရာမဲ့ပေါ်တယ်လို့ပြောတာပေါင်းသွားရင်သူတို့အာဟုကပေါင်းသွားတယ်မပေါင်းသေးဘူးဆိုလို့ရှိရင်တော့ဝိပဿနာမဲ့သူတို့ငါးခုစလုံးဟာတပေါင်းနဲ့ဖြစ်သွားပြီတခုတည်းလို့ဖြစ်သွားပြီဆိုတဲ့အခါမှာလောကုတ္တရာမဲ့အဲ့ဒီလောကုတ္တရာမဲ့ဆိုတာပေါ်လာလို့ရှိရင် ဆိုင်ရာတန်ရောစင်တရားတွေကိုလည်းဖယ်ရှားတယ်ကိလေသာရဲ့အနုတ္တယထက်တွေကိုလည်းပဲဖယ်ရှားပြလိုက်တယ်သူကသူကြတော့စွန့်ထက်တဲ့ဟာဖြစ်တယ်အဲ့ဒီအရှင်ရောက်သွားလို့ရှိရင်တမက်တဖို့ရသွားတာလို့ပြောတယ်နော်ဒါကဒီတနည်းနောက်ဒုတိယနည်းတနည်းနဲ့ပြောမယ်ဝိပဿနာကစမယ်တမထမလုပ်ဘူး ဟုတ်ပြီဝိပဿနာကစမယ်ဆိုရယ်စလို့ရတယ်ကမ္ဘာထိုင်လိုက်ပြီထိုင်တဲ့အခါမှာခုနကထွက်လေဝင်လေတို့ဘာလို့မကြည့်တော့ပဲနဲ့တိုက်ရိုက်ကိုယ်တဏ္ဍမှာထင်ရှားနေတာကိုညံထဲမှာပေါ်လွင်တာထိုင်လိုက်ထိုင်တဲ့တပြိုင်နဲ့ကိုယ့်ရဲ့ထိုင်ကုန်နဲ့ကိုယ့်အသားနဲ့ထိနေတဲ့နေရာမှာ မာတဲ့သဘောအတုံးခဲ့သဘောလေးကိုအာရုံပြုလိုက်မယ်ဆိုရင်ဒါပထဝီပဲဒါဝိပဿနာတက်ရိုက်သွားတာနော်မာနေတဲ့အရာလေးကိုတတိထာမိပြီးတော့မာတဲ့သဘောဟာဒါပထဝီတက်ပဲပထဝီထဟာပထဝီတက်တစ်ခုတည်းရှိတာမဟုတ်ဘူးအဘောဓကဆုစီထားတယ်တေဇောတက်ကြအပူပေးထားလို့ခုလိုမာနေတာအဲ့ဒီထဲမှာလဲတွန်းကန်မှုဆိုတဲ့ဝါရတက်လည်းရှိနေတယ်ဆိုတဲ့ 晓得个，这苦逼的苦，这苦逼的苦，傻傻逼了，吃饱了的个，啊，对人家来比了，下呀，苏三菜年那个，这苦逼的苦，来逼蔬菜吃着来的，哦，微不下了，一的在压缩逼了，怕不嘞？微不下了，也。 အလုတ်တုံလို့ဆိုတော့လက်ညှိုးလေးနဲ့လက်မလေးနဲ့ပွတ်နေတယ်လို့ခြားဟုတ်တယ်အဲဘုံကြဘူးတာပြောတာနော်အဲပွတ်နေတာဘာလို့ဆိုလက်ညှိုးလက်မထိနေတယ်ဆိုတာသူ ပထဝီဓာတ်ကိုအာရုံပြုတဲ့သဘောပဲတခြားနေရာမှာလက်ညှိုးလေးနဲ့လက်မနဲ့ထွတ်တယ်အဲ့ဒီထိပြီးတော့ပွတ်နေတဲ့သဘောတရားလေးကိုချိန်ပြီးတော့ပထဝီကနေပြီးတော့ရုပ်တရားတွေအလုံးကိုသူသိအောင်စူးစမ်းအဲ့ဒီကနေပြီးတော့ထိမှန်သိတဲ့အတိတ် စိတ်ကိုစ조사နေတယ်ဝိဝူဆရာကြီးလုတ်တယ်လို့ဖုံဖုံကစားတယ်မှာဖတ်ဖူးတယ်ဟာတယ်မှာဖတ်ဖူးတယ်ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်တဏ္ဏမှာရှုံးနေနေနေဟာကိုယ်ကတတိမပြုတာပဲရှိတယ်သူကသူဖြစ်နေတာတော့ရှိနေတယ်အဲ့ကိုညံနေမှာအထင်လွဲဆုံးအရာတစ်ခုရှုလို့ရတယ်ခုမှထက်လေဝင်လေကနေတိုက်ရိုက်သွားခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲကြည့်လိုက် ดีชูตัวนไล่เด้เข้ามาคนนั้นรู้ตามาที่เราดีเดียวสวาลีเรมาทำโมเฟนเองลีลีเลูอกชาผู้ดีตัวบริโภคจีนถ้าวายวัดชุดตัวนไล่เด้ลีลีเลูอกชาตัวเรตรงตัวเรสุดตัวบริโภคจีนถ้าวายวัดยกกูจีระเอร่าลีกันดีบโรนนาดีบลีกุไตตัวเรไตตัวเรข้ามาที่มันตีเลยทั้งเลย တိုက်သွားမှသိလိုက်တဲ့အသိစိတ်လေးကိုတခါတွေးလိုက်ပြန်တယ်။လေလေးရဲ့လှုပ်ပြီးတော့တွန်းကန်သွားတဲ့သဘောလေးလည်းသိလိုက်တယ်။အဲ့ဒါကနှာသီးပြားထိသွားရင် ထိတဲ့အသိလေးလည်းသိလိုက်တယ်ဆိုတော့ဒါနှစ်ခုသိသွားတယ်အဲ့ဒါ။အဲ့ဒါလေးကယုတ်နဲ့နံသိတာပဲ။နော်ဝါယောတကလေးကယုတ်တရားထိမှန်သိလိုက်တဲ့အသိလေးကနံတရားဆိုတော့ဒါယုတ်နဲ့နံနှစ်ခုဆိုတာလေးကိုသိလို့ရှိရင်ဒါလည်း ဝိပဿနာကစတာလို့ပြောရမယ်ခொနာတမရီမွေးတာမဟုတ်ခွာရှုပ်လေးကတမျိုးနန္တရားလေးကတမျိုးထိလိုက်ရင်တိသွားတယ်ဆိုတော့နန္တရားလေးအဲ့ဒီနှစ်ခုကိုတိအောင်စ조사နေခြင်းဒီပဲနဲ့ယုံနာနှစ်ခုကိုတိခြင်းရုပ်ရဲ့တဘာဝနာယရဲ့တဘာဝကိုတိနေခြင်းပဲဖြစ်တယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့တခြားရှုပ်နံတွေကိုလည်းပဲဆက်ခါဆက်ခါတွေ့ရှိပြီးတော့သိရှိလာမှာပဲဖြစ်တယ်ပေါ့ အဲ့ဒါကဝိပဿနာအဲ့ဒီဝိပဿနာတရားသည်အရှင်ရလာတဲ့အခါကျဒီတမဒိဋ္ဌိတမသင်္ကပ္ပတမဝါယမတမတတိတမသမာဓိဆိုတာတွေနဲ့အာယုံဆိုင်မိသွားတဲ့အခါမှာ तू ကအရှင်ကောင်းလာတယ်ပုပ္ပပါကမဲ့လို့ခေါ်တယ်အရှင်ကောင်းပြီးတော့အလုတ်တွေလှုပ်လာပြီနောက်ဆုံးမှသူတို့ဟာတပေါင်းနဲ့ဖြစ်သွားပြီးတော့ ရှုမှတ်မှုကလည်းတလက်ဆက်ဖြစ်သွားပြီဆိုရင်ဒါတမထပဲဖြစ်ရုပ်တမာတိဖြစ်သွားပြီဝိပဿနာကပထမတမထကဒုတိယမက်ပေါ်လာတဲ့အခါမှာအနုတရားတွေပယ်တယ်တန်ရောစင်တွေပယ်တယ်ဆိုတာဖြစ်သွားဒီလမ်းကြောင်းမဲ့ပြန်ပေါင်းတာပဲเนาะနောက်ဆုံးမှာဝိပဿနာကစပြီးတော့တမထကိုရောက်သွားတယ်တမထကနေစပြီးဝိပဿနာရောက်သွားတယ်အဲ့ဒီနီးနှစ်နီးလုံးဟာဘယ်နီးပဲဖြစ်ဖြစ် พาวนาลงงานด้วยมันกันเนดีละนักขุชิปาร์เลยลูกสาบิจังมาติดูขอทาราวะเอเจ้ามูอะคุลยามานี่อุกาละนี่เตขาดมียามาตัวท่าลูกวิปัตนาลูกสุเรพาวนาคุดูทุเรดุยาอยู่จามีพาวนาคุดูสุราเชิงเบียเลยมดานาคุดูสุรายอเอ็นลุลายดานาพิจารณาตีลังอะไรสาวดีท้าบี စိတ်ကိုထိန်းစရာမလိုဘဲနဲ့ကာယကံဝစီကံနှစ်ခုပဲထိန်းနေလွယ်တယ်လို့ပြောရမယ်။ဘာဝနာကုသိုလ်ကြတော့အဲ့လိုမဟုတ်ဘူး။ကိုယ်စိတ်လေးကိုအမြဲတမ်းထိန်းနေရမှဖြစ်သည့်အတွက်ကြောင့်အဗ္ဗဓမ္မခရင်နေအပြောလွယ်သလောက်အလုတ်ခက်ပါတယ်။အလုတ်ခက်တဲ့ဟာကိုကိုယ်ဘလောက်ထီအောင်ဆွမ်းဆောင်နိုင်တယ်လဲဆိုရယ်ကိုယ့်ရဲ့စွမ်းရည်တတိတွေကိုတိုးမြင့်ပြီးတော့လှုပ်ချကြမယ်။ဖရာသာသနာတော်နဲ့ကြုံတဲ့အချိန်မှာငါတို့ဒီအလုတ်ဟာခက်လို့မလုတ်ဖဲနေလို့ရှိရင် တောင်းလဲပဲလွယ်လာမှာမဟုတ်ဘူးအဲ့တော့ကြိုးစားပြီးတော့အချိန်ရအောင်ဒီနေ့တနာ ਈ ပဲဖြစ်စေသုံးမုံ15မိနစ်ပဲဖြစ်စေနိုင်ဝဲပဲဖြစ်စေတို့တွေစမ်းသပ်ပြီးတော့ဘာဝနာကုသိုလ်လုပ်ကြည့်မယ်ဆိုပြီးတော့ကြိုးစားလို့တဲ့စိတ်နဲ့လုပ်ကြည့်လိုက်လို့ရှင်ထူခြားတဲ့အကျိုးကျေးဇူးတွေရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီယုံကြည်ပြီးတော့ကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း